ဘရာဇီး2 0စီနီကောပွဲမှာအကောင်းဆုံးခြေစွမ်းနေပြသခဲ့ကြတဲ့နိုင်တဲ့ကစားမ2ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကနေတင်ဆက်နေပါတယ်ဘရာဇီး2 0စီနီကောပွဲမှာနိုင်တဲ့ကစားမတွေရဲ့စွမ်းဆောင်ရည်ကိုကြည့်ကြရအောင်ပါဒီပွဲဟာကက်စမဲရိုနဲ့မာတီးယက်စ်ကွန်ညာတို့လိုယူနိုက်တက်ကစားမတွေအတွက်သူတို့ရဲ့စွမ်းဆောင်ရည်ကိုပြသနိုင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်ကက်စမဲရိုကဒီပွဲမှာမိနစ်90ပြည့်ကစားခဲ့ပြီးတော့တော်လေးကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပါတယ်ကက်စမဲရိုကဒီပွဲမှာတကူတည်ယူနိုင်ခဲ့ပါတယ်ဒါကသူ့ရဲ့တိုက်စစ်ဖက်ကိုပံ့ပိုးနိုင်စွမ်းကိုပြသနိုင်ပါတယ် ။များသောအားဖြင့်တော့ကွင်းလက်ခန်းကြီးကစားမတယောက်အနေနဲ့ကိုးတင်နိုင်တာကအပိုဆုတစ်ခုလို့ဖြစ်ပါတယ်။ကက်စမဲရိုရဲ့စွမ်းဆောင်ရည်ကတော့အထူးချွန်ဆုံးပိုင်းဖြစ်ပါတယ်။ရှော့တို့ပြတ်တော့မှု၄ကြိမ်အောင်မြင်ဘောလုံးပြန်လဲဆက်ယူပေးမှု၄ကြိမ်တဲဦးချင်းဘောလုံးရှင်လုရာမှာအောင်မြင်မှု၇ကြိမ်ဆိုတဲ့အချက်တွေကကက်စမဲရိုတယောက်စီနီကောရဲ့တိုက်စစ်ကိုဘလောက်ထိဟန်တားနိုင်ခဲ့သလဲဆိုတာပြသနေပါတယ်။ဒါပြင်သူဟာဒီကကြတဲ့ဘောလုံးပေးပို့မှု၄ကြိမ်ကိုလည်းပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ဒါကသူ့ရဲ့ဘောလုံးကိုထိန်းချုပ်နိုင်စွမ်းနဲ့အခြားကစားသမားတွေကိုကစားခွင့်ဖန်တီးပေးနိုင်စွမ်းကိုပြသနေပါတယ်။ ာဒီယက်စ်ကွန်ညာကတော့65မိနစ်ကစားခဲ့ပြီးတော့တိုက်စစ်ဖက်မှာတိတတပဲပန်ဖို့ပြနိုင်ခဲ့ပါတယ်။ကွန်ညာကဒီပွဲမှာဂိုးပေါက်ကန်ကျက်၄ချိန်တိရှိခဲ့ပြီးတော့ဒီထဲက2ချိန်တိတိဂိုးရိုင်းထိထွက်ခဲ့ပါတယ်။ဒါကသူ့ရဲ့ဂိုးသွင်းမှုကြိုးစားမှုတွေထိရောက်မှုကိုပြသနေပါတယ်။သူဟာတူးချင်းလိန်ခောက်ကျော်ဖြတ်ရမှာ2ချိန်အောင်မြင်ခဲ့ပါတယ်။ဒါကသူ့ရဲ့နီးစနစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ပြိုင်ဘက်ခန်းစည်းကြောင်းကိုကောင်းစွာကျော်ဖြတ်နိုင်စွမ်းရှိတယ်ဆိုတာပြသနေတာဖြစ်ပါတယ်။ဒီလိုမျိုးနိုင်ငံတကာပွဲတွေမှာကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသတာကကလပ်အသင်းတွေလည်းကြိုးရှိစေမှာပါ။ ကက်စမဲရိုဟာယူနိုက်တက်တင်ရဲ့ကွင်းလယ်ခန်းစည်းနေရာမှာမရှိမဖြစ်အရေးပါတဲ့ကစားမတူဖြစ်ပါတယ်။သူရဲ့ခန်းစည်းခိုင်မာမှုနဲ့တိုက်စစ်ကိုပံ့ပိုးနိုင်စွမ်းကအသင်းအတွက်မရှိမဖြစ်လိုအပ်ချက်တွေဖြစ်ပါတယ်။ကွန်ညာကတော့ယူနိုက်တက်တင်ရဲ့တိုက်စစ်လိုင်းမှာအသေးစံတစ်ခုဖြစ်ပါတယ်။သူရဲ့ဘောလုံးကင်ကစားနိုင်စွမ်းနဲ့တိုက်စစ်ချင်းချောင်းမှုတွေကအသင်းရဲ့တိုက်စစ်ကစားဟန်ကိုပုံမကောင်းမွန်စေမှာဖြစ်ပါတယ်။လူမျိုးနိုင်ငံကပွဲတွေမှာကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပြသနိုင်တာကရှေ့လာမယ့်ပွဲစဉ်တွေအတွက်အရေးပါပါတယ်။ ကက်စမီရိုရဲ့လေတန်းထိန်းချုပ်မှုဟာ United တင်အတွက်တော်လီမအရေးပါပါတယ်။သူဟာခန်းစစ်ကိုခိုင်းမာစေုံသာမကတိုက်စစ်ကိုလည်းစတင်ပေးနိုင်တဲ့ကစားမှာဖြစ်ပါတယ်။ကိုညာရဲ့တိုက်စစ်ချင်းချောင်းမှုကတော့ United တင်ရဲ့တိုက်စစ်ကိုများစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။သူကဘောလုံးကိုရှေ့ကိုယူဆောင်နိုင်စွမ်းရှိပြီးတော့ဂိုးသင်းခွင့်ရေးတွေကိုဖန်တီးပေးနိုင်ပါတယ်။ဒါ့အပြင်ကိုယ့်ရဲ့အသင်းဘော်တွေအတွက်လည်းနေရာလုပ်တွေရှိလာစေနိုင်ပါတယ်။ကက်စမီရိုနဲ့ကိုညာရဲ့စွမ်းဆောင်ရည်ကောင်းတွေက United တင်တွေကတခြားကစားမတွေစီကိုမှကူးဆက်သွားနိုင်တဲ့အချက်တွေအများကြီးရှိပါတယ်။ကက်စမီရိုလိုဝိုင်းကစားမကြီးတယောက်ရဲ့ professionalism နဲ့ commitment ကအခြားကစားသမားတွေကိုတူးယူစရာဖြစ်စေပါတယ်။သူသဖြင့်တော့လူငယ်ကစားသမားတွေအတွက်စံပြပုတ်ကို role model ဖြစ်ရည်တည်ပေးနိုင်ပါတယ်။ Emerging ကလည်းအဲ့ဒီအတိုင်းပဲလှုပ်ဆောင်နေတာဖြစ်ပါတယ်။လူကစားသမားတွေရဲ့လက်ကျင့်ရေးကွင်းမှာပြတ်တာတဲ့စွမ်းဆောင်ရည်တွေကအခြားသူတွေကိုပါလှုံ့ဆော်ပေးနိုင်ပါတယ်။ဂျိုးစက်အနေနဲ့လက်ကျင့်ကန် intensity တက်လာမယ်၊တောင်းယူမှုပိုရှိလာမယ်၊ competitive spirit ရှင်ပြိုင်မှုစိတ်တက်မြင်မာလာမယ်ဆိုတဲ့အားသာချက်တွေရှိလာစေနိုင်ပါတယ်။ ကက်စမဲရိုနဲ့ကွန်ညာရိုရဲ့ positive performance တွေကတော့ snowball effect ဖြစ်အသင်းတစ်ခုလုံးကိုကျေးဇူးပြုနိုင်ပါတယ်။လူမျိုး positive contagion အပြည့်အစုံဆောင်တဲ့ကူးစက်မှုဖြစ်စဉ်မျိုးက successful teams တွေမှာအများအားတွေ့ရတဲ့ common thread ပုံစံရိုက်တစ်ခုပါပဲ။ United အနေနဲ့ဒီ momentum ကိုဆက်လက်ပြီးတော့ build up လုပ်နိုင်မယ်ဆိုရင်အသင်းတစ်ခုလုံးကိုတိုးတက်စေဖို့အတွက်ခြေနေကောင်းနေပုံပေါ်လာတော့မှာလေဖြစ်ကြပါမယ်။ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။